အာဆင်နယ် vs အိုလံပီယာကို့စ် UCL ပွဲစဉ်ဒီနေ့ညရှိပါတယ်အားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ကိုဆိုမှာအာဆင်နယ်အသင်းအနေနဲ့ထိတ်ဆုံးရှစ်သင်းကနေနောက်တစ်ဆင့်တက်ဖို့ဆိုရင်တော့အမ်မရိတ်မှာကစားမယ်ဒီလိုပွဲမျိုးကမဖြစ်မနေအနိုင်ကစားရမယ် match win ပွဲစဉ်မျိုးပါဂရိကလပ်တွေကကန်ဆယ်ပိုက်မှာကြောမှုနဲ့တူဥရောပမှာကစားရခက်တဲ့အသင်းတွေထဲမှာပါဝင်ပါတယ်အထူးသဖြင့်သူတို့အိမ်ခွင်းမှာဆိုရင်တော့မထင်မှတ်တာတွေလုပ်ပြနေရှိပါတယ်အိုလံပီယာကို့စ်ကတော့ဂရိကလပ်တွေထဲမှာအကြမ်းဆုံးဖြစ်ပြီးအင်္ဂလန်အသင်းကိုအဝေးဝန်းနေမှာပါဒုက္ခပေးတဲ့အသင်းမှာ ကျွန်တော်တို့နဲ့လည်းဥရောပအဆင့်မှာမကြာခဏရေဆက်ဆောင်လေးရှိပြီးစုစုပေါင်း12ကြိမ်အထိတွေ့ဆုံထားပါတယ်။ထူးခြားတာကအရင် တွေ့ဆုံမှုတွေမှာတေးပွဲမရှိခဲ့ပဲတစ်ဖက်ကို6ကြိမ်စီအနိုင်ယူထားခဲ့ကြပါတယ်။အာဒီဒါလက်ထက်မှာလည်း၄ကြိမ်တွေ့ဆုံခဲ့ပြီးနှစ်ပွဲနိုင်နှစ်ပွဲရှုံးအနေထားကအိုလံပီယာကို့စ်ကိုပေါ်ပေါ်ဆဆကစားလို့မရတာတော့မြင်သာပါတယ်။တခုကောင်းတာကဒီပွဲကိုအင်ကွင်းမှာကစားသွားရမယ့်အချက်ပါ။ဂရိကခရီးဝေးသွားရမယ့်နိုင်ငံတွေထဲမှာပါတာကြောင့်အဝေးကွင်းသာဆိုပွဲပန်းနိုင်ခြေကိုပါထည့်စင်းစားရမယ့်အနေထားပါ။ ပြီးခဲ့တဲ့ဇန်နီမှာနယူကာဆယ်ကိုအချိန်ပိုထိအသေးအတန်ရုန်းကန်ပြီးမှနိုင်ထားတာမလို့အသင်းကပွဲပန်းနေချိန်မှာ UCL ကိုအိမ်ကွင်းမှာကစားရတာတော်တော်လေးအဆင်ပြေသွားပါတယ်။ယူကိုလည်းနောက်ဆုံးမိနစ်တွင်းကိုနဲ့နိုင်ထားတာကြောင့်စိတ်တဲ့ပိုင်းနဲ့အကောင်းဆုံးအနေထားမှာရှိနေပါတယ်။ဇာလီဘာရဲ့စာချုပ်တစ်ကြောင်လည်းတသိန်းလုံးတက်ကြွနေတဲ့အခြေအနေမျိုးမှာအိုလံပီယာကုစ်မှမဟုတ်ဘူး။ဘယ်လိုအသင်းမဲလာလာအနိုင်ယူစွမ်းရှိနေပါပြီ။စိတ်ဝင်စားမိတာကတော့လူထုပ်ပုံပါပဲ။ခန်းစစ်အတွက်ဆိုရင်မော့စကာရာကိုအခွင့်ရေးပေးပြီးဇာလီဘာဂါဘရီယယ်တို့ကိုတယောက်45မိနစ်စီလောက်ကစားသွားခိုင်းမှုများပါတယ်။ပြီးခဲ့တဲ့ new net ပွဲမှာ ပွဲချိန်ပြည်ပကစားသွားရတဲ့တင်းမနဲ့ကာလာဖီယိုတွေကိုအနာပေးပြီးဘန်ဝိုင်းနဲ့စကယ်လီတို့ကိုတုံးသွားနိုင်ချေရှိပါတယ်။ကွင်းလယ်မှာတော့ကြံ့ခိုင်မှုပြန်တိဆောက်ဖို့အိုရီကတ်ကိုတုံးလာဖို့များပါတယ်။ကြံတဲ့နှစ်နေရာမှာ Rice နဲ့ Zubimendi တို့ကို Rotation နဲ့အနာပေးသွားနိုင်ချေရှိပါတယ်။တိုက်စစ်မှာလည်းအပြောင်းလဲတချို့ကိုမြင်ရအောင်ပါပါ။ Squad တက်တောင်းတင်းလာတာကဒီလိုပွဲတွေမှာစကားရမ်းပြောပါတယ်။အရင်ကဆိုပွဲပန်းနေတဲ့အချိန်ကမောက်ကမရလက်တီထွက်မှစိတ်ပူပါပဲမယ့်အခုချိန်မှာတော့ Olympiacos ကကျွန်တော်တို့အတွက်ချင်းချောင်းမှုမဟုတ်တော့ပါဘူး။ ဆင်လာရဒုက္ခပေးတဲ့အသင်ဆိုပေမဲ့လက်ရှိအချိန်မှာတော့ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရမှာပါ။၃ရက်တပွဲနှုန်းကန်နေရတဲ့အချိန်မှာကစားပုံကောင်းမှုဘာညာကိုတော့မေးထားလိုက်ပါ။ဒီပွဲပြီးရင်လန်ဒန်မြို့ကအသင်းတစ်သင်းဖြစ်တဲ့ညိုနိုဆန်တိုစီရဲ့ဝက်ဆန်နဲ့ကန်ရအောင်မှာမလို့အသင်းအနေနဲ့အနိုင်ရဖို့နဲ့ပွဲမပတ်မဲကစားနိုင်အောင် control ဘိုင်းကိုပဲအဓိကအလေးပေးသွားဖို့ရှိနေပါလေ။ကစားသမားအင်အားကွာဟချက်ကြောင့်လဲဒီလိုပွဲမျိုးကကျွန်တော်တို့စိတ်တိုင်းကြပွဲကိုထိန်းချုပ်သွားနိုင်မယ့်အနေအထားမျိုးပါ။ လက်ရှိအိုလံပီယာကော့စ်မှာကစားနေတဲ့တချိန်ကပေါ်တိုနဲ့အင်တာကစားသမားဟောင်းတာရမီကိုသာတတိထားလိုက်ရင်ကျွန်တော်အဆင်ပြေသွားမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါမယ်